မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ၄ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့စစ်ကောင်စီကိုဆက်မတိုက်တော့ဘဲနဲ့တစ်ဖက်သားအပြည့်ရအကြောင်းကိုကန့်တက်မတော် MNDAA ကကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီဇင်ဘာလ3ရက်နေ့ကနေစပြီးတော့ရောက်ရနေရကနေ MNDA တပ်များဟာချက်ချင်းအပြစ်ခတ်ရဲဆဲပြီးစစ်ကောင်စီတပ်များကိုအစပြုထိုးစစ်ဆဲတိုက်ခိုက်တော့မှာမဟုတ်ဘူးလို့ကိုကန့်တပ်မတော် MNDA ကခြေညာလိုက်ပါတယ်တပ်ဖွဲ့ခေါင်းဆောင်ဖုန်တာရွှင်ကိုတရုတ်အစိုးရကအကြေကျုံနဲ့ဖမ်းဆီးထားပြီးတော့ MNDA တပ်များကိုလာရှိုးကနေပြန်လည်ဆုတ်ခွာပေးရန်သတင်းပတ်ပေါင်းများစွာဖိအားပေးခဲ့ပြီးတဲ့နောက်ကိုကန့်တပ်ကအခုလိုမျိုးခြေညာချက်ထုတ်ပြန်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တရုတ်ရဲ့ဂျားဝင်စစ်ဆန်မှုအောက်မှာလာရှိုးအပါအဝင်တပ်ဆိုင်ရာကိစ္စရများကိုတွဲဆုံဆွေးနွေးတဲ့နီးလန့်နဲ့ဖြည့်ရှင်းနိုင်မယ်လို့ ုံမျှော်လင့်ကြောင်းပြောဆိုထားပါတယ်တရုတ်ရဲ့ဂျောင်းဝင်စိတ်ဆက်ပေးမှုအတိုင်းတက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း MNDAA ကထုတ်ပြန်ချက်ကပြောဆိုထားပါတယ်စစ်ကောင်စီနဲ့နိုင်ငံရေးဆွေးနွေးရန်အတွက်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကိုစေလွှတ်မှာဖြစ်ပြီးတော့အပြန်အလှန်အားဖြင့်စစ်တပ်ကမြန်မာနိုင်ငံရဲ့နေရာအနှံ့မှာဖော်ဆောင်နေတဲ့ဝေဟင်နဲ့မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကိုရပ်ဆိုင်းပေးရမယ်လို့လည်း MNDAA ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်တဖက်တအပြည့်ရမှာဖြစ်တော့လေမိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကိုတော့ရခင်နီးတို့ဆက်လက်ပြီးတော့ဆွဲကင်သွားမှာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်ကပြောဆိုထားပါတယ် ် MNDA အနေနဲ့နိုင်ငံတစ်ကိုထူထောင်မှာမဟုတ်ပဲစစ်မှန်တဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကိုတောင်းဆိုတာဖြစ်ပြီးတော့နိုင်ငံရဲ့အထောက်အကူအနာနဲ့နယ်မြေတည်ထောင်ခိုင်မြဲမှုကို ထိမ့်သိမ့်ကာကွယ်သွားမယ်လို့လည်းပြောဆိုထားပါတယ်မိမိကိုကိုခုခံကာကွယ်ပိုင်ခွင့်ကိုတော့ဆက်လက်ပြီးတော့ကန်ဆွဲသွားမယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့စက်တမ်ဘာလထဲမှာလည်းစစ်ရေးပဋိပက္ခတွေကိုနိုင်ငံရေးနီးလိုက်တဲ့ဖြည့်ရှင်းမှုအသိရှိကြောင်းထုတ်ပြန်ချက်ကို MNDAA ကထုတ်ပြန်ခဲ့မှုပါတယ်ဒါပေမဲ့စစ်ကောင်စီဘက်ကတော့ MNDAA တင်ပိုက်ထားတဲ့မြို့တွေကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုပြုလုပ်နေခဲ့တယ်လို့သိရပါတယ် MNDAA နဲ့ညီနောင်မဟာမိတ်တွေဖြစ်တဲ့တောင်းတမ်ရော DNA လေးကလည်းပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့မှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုရပ်ဖို့အသင့်ရှိကြောင်းထုတ်ပြန်ထားပေမယ့်မြေပြင်မှာတော့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလိုစစ်ကောင်စီဘက်ကလည်းတီအန်အာလီထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေဇက်တိုက်တိုက်ခိုက်မှုတွေပြစ်လုံနေတယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ညီတော်မဟာမိတ်သုံးဘွဲ့အနေနဲ့ငင်းကြရေးလိုလားကြောင်ပြတာမှသာဆွေးနွေးမှာလို့ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်ကပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဘုံအောင်ကျော်စိတ်ကန်းခေါ် The Myanmar Terminal TMT စိတ်ကန်းကနေရခိုင်ကိုအကြမ်းဖက်စစ်တပ်ထောက်ပို့ရေရင်တစည်းထွက်ခွာသွားပြီးတော့လက်နက်ခဲယမ်းများ73စီနဲ့စားတောက်ကုန်များအပါအဝင်စစ်မှုထမ်းတပ်သားတဲ့များနဲ့ဒဏ်ရာကနေတက်တာလာတဲ့စစ်သားများလိုက်ပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမလာ၂ရက်နေ့မွန်းလွဲ၃နာရီကမှဘုံအောင်ကျော် TMT စိတ်ကန်းကနေအကြမ်းဖက်စစ်တပ်ရဲ့ရေတပ်ထောက်ပို့ရေရင်ပြည်တော် A3 တင်းမောထွက်ခွာသွားတယ်လို့သိရပါတယ်အဲ့ဒီစစ်ရေရင်ဟာကြောက်ဖြူသို့မဟုတ်စစ်တွေမြို့ကိုဥတီ ထွက်ခွာသွားခြင်းဖြစ်ပြီးတော့လက်နက်ခဲယံပစ္စည်းများ73ဒီဇယ်များစားတောက်ကုန်များအပြင် စစ်ကား9စီးကန့်ကိုပါတင်ဆောင်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်သားများဝစ်ဆင်ထားတဲ့စစ်ဝတ်စုံများမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒဇိမ်များတပ်မခွန်ခွန်ဒဇိမ်များနဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်ဒဇိမ်များကိုတပ်ဆင်ထားတယ်လို့သိရပါဗျ။ဒါအပြင်အကြမ်းဖက်စစ်တပ်ကတပ်သားတပ်များအဖြစ်အတင်းအဓမ္မစုဆောင်းထားသူများလည်းလိုက်ပါသွားပြီးတော့တိုက်ပွဲများအတွင်းမှာဒဏ်ရာရကစေကူတမှုခံယူပြီးပြန်လည်တက်တာသွားတဲ့စစ်ကောင်စီတပ်သားများလည်းလိုက်ပါသွားတယ်လို့သိရပါဗျ။ဘုံအောင်ကျော် TMT စိတ်ကန်းကနေပြီးတော့ရေတက်ကထောက်ဖို့ရေးရင်ပြည်တော်အေးတုံးတင်ပေါ်ထွက်ခွာသွားပါတယ်။ကြောက်ဖြူနဲ့စစ်တွေဘက်ကိုသွားတယ်လို့သိရတယ်။လက်နက်ပစ္စည်း ဒီဇယ်နဲ့စားတောက်ကုန်တွေပါသွားတယ်နောက်ပြီးတော့စစ်ကား9စီးနဲ့ရခိုင်ဘက်တစိတ်တက်မခွန်ခွန်တစိတ်ရကာတာတစိတ်တွေတတ်ထားတဲ့စစ်သားတွေပါသွားပါတယ်တချို့ကဂျိုင်းတောက်တွေနဲ့စေယုံကနေဆင်းလာတဲ့သူတွေပြန်ပို့တာလည်းပါတယ်တချို့ကတော့စစ်မှုထမ်းတွေလို့တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်အကြမ်းမဲ့စစ်ကောင်စီကရခိုင်စစ်မြေပြင်ကိုလေချောင်းရေချောင်းကနေတဆင့်စစ်ရင်အားတွေဖြည့်တင်းနေပြီးတော့အေအေရဲ့ထိုးစစ်ကိုခုခံကာကွယ်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိတယ်လို့တက်တွင်းသတင်းရေးမြစ်ထံကသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာစစ်ဘေးရှောင်များအပါအဝင်အမျိုးသမီးအယောက်20ကျော်ကိုလိမ်မိုင်းဆိုင်ရာစော်ကားကျူးလွန်ခဲ့တဲ့မြောက်ကျောင်းအပမာရမဟိန်းဒီကျောင်းတိုင်ဖုန်ကြီးကိုစစ်ကောင်စီဘက်ကတာဝန်ရှိသူတချို့ကတွားရောက်စစ်ဆေးခဲ့တော့လဲထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလာနေ့ရက်နေ့ကပြည်ဦးလွင်မြို့နယ်အင်းကြီးဆန်ပြရွာ အနီးစခန်းစီတာဆဲအနီးမှာရှိတယ်မြောက်ကျောက်အပမာရမဟိန္ဒီကျောင်းကိုအကြမ်းဖက်ဆက်တက်လက်အောက်ခံတာဝန်ရှိသူတချို့ကဝေးရောက်စစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးဝေးရောက်စစ်ဆေးတဲ့အချိန်မှာဖုန်ကြီးကျောင်းမှာရှိတယ်ကပ္ပိယဆိုသူများဖုန်ကြီးရဲ့မိသားစုဝင်များနဲ့ဖုန်ကြီးတချို့သာ ကျောင်းမှာရှိနေပြီးတော့ကျောင်းတိုင်းဖုန်းကြီးအပမာရမဟိန္ဒီဆရာတော်အရှင်ဝါဒဝကတော့နေမကောင်းတဲ့အတွက်စေကူတမှုခံယူနေရပြီးဖုန်းကြီးကျောင်းမှာမရှိဘူးဆိုပြီးတော့လိန်ညာပြောဆိုလိုက်တယ်လို့သိရပါဗျ။ညကျောင်းအပမာရမဟိန္ဒီဆရာတော်အရှင်ဝါဒဝကလက်ရှိအချိန်မှာတော်လိုင်းတပ်ဖွဲ့များအားကောင်းတဲ့သခိုင်းတိုင်းနဲ့မန္တလေးတိုင်းမြို့နယ်အဆက်ကိုထွက်ပြေးတိမ်းရှောင်နေပြီးတော့မန္တလေးမြို့အမရပူရမြို့နယ်ရွှေကျက်ရအထကကျောင်းရှိမှရှိတဲ့တုံးတက်တိုက်အစိမ်းရောင်ဘိန်းခွန်ဂိတ်အနီးမှာ၎င်းရဲ့ညီဖြစ်သူအကြမ်းမြင်ဆရာဒေါက်တာမြင့်မောင်မောင်ဆိုသူနဲ့အတူနေထိုင်နေတယ်လို့သိရပါဗျ။ အဲ့ဒီဖုန်းကြီးကပြေးပြီလို့သိရတယ်။သခိုင်းဘက်ကိုဆိုပြီးတော့ထွက်သွားတာ။ကြောင်းကိုပြန်မလာတော့ဘူး။အခုကြောင်းမှမရှိတော့ဘူး။ဒီဇမလာနှစ်ရက်နေကတော့စာသုံးလုံးကကြောင်းကိုလာစစ်တယ်လို့သိရတယ်။အဲ့ဒီကြောင်းမှဖုန်းကြီးနဲ့အတူနေထိုင်တဲ့သူ့ရဲ့ညီမနှစ်ယောက်ရှိတယ်။သူတို့ကကုမ္ပဏီကရလာတဲ့အကျိုးမြတ်တွေနဲ့ရက်တည်နေတာ။သူတို့ကလည်းမိန်းကလေးများစွာနင့်နာနေတာကိုသိရတဲ့သူ့ရဲ့အကိုလောက်ရက်ကိုအလိုတူအလိုပါဖုံးကွယ်ထားတာ သူတို့ကစာသုံးလုံးကလာစစ်တဲ့သူတွေကိုဖုံးကြီးနေမကောင်းလို့စကိုင်းကိုစေးသွားကုတယ်ဆိုပြီးတော့လိန်ပြီးတော့ပြောလိုက်တယ်လို့သိရတယ်။စာသုံးလုံးကလူကတော့900လောက်ရှိမယ်။ចောင်းကိုလာသွားတာဘာរីပြောကြလဲတော့အသေးစိတ်မသိရဘူး။ဖုံးကြီးထွက်ပြေးသွားတဲ့နေရာက စကိုင်းဆွေကြက်ရက်မှာသူ့ရဲ့ညီအကြာမြင်ဆရာဒေါက်တာမြင့်မောင်မောင်ဆိုတဲ့သူရှိတယ်အဲ့ဒီကိုတိန့်ဆောင်နေတယ်လို့ခန့်မှန်းရတယ်လို့ဘုန်းကြီးနဲ့အနီးကနေထိုင်သူတချို့ကပြောဆိုထားပါတယ်ကျောင်းတိုင်ဘုန်းကြီးအပမာရမဟိန္ဒီဆရာတော်အရှင်ဝါတော်ဝကစေဘေးတိန့်ဆောင်လာတဲ့အမျိုးသမီးများနဲ့တရားစခန်းဝင်လာတဲ့အမျိုးသမီးများကိုပြစ်မှတ်ထားပြီးတော့တီလရှင်ဝက်ခိုင်းပြီးကျောင်းတိုင်ဘုန်းကြီးနဲ့အတူသာသနာတော်အတွက်ပါရမီဖြည့်ပတ်လှုပ်ဆောင်ရမယ်ဆိုပြီးတော့စီယုံတိန်သွင်းပြီးမျိုးဆက်ပွားရမယ်ဆိုပြီးတော့အမျိုးသမီးများကိုလိန်ပိုင်းဆိုင်ရာစော်ကားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လိန်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတဲ့အမျိုးသမီး များကိုလည်းចောင်းတိုက်အတွင်းမှာပိတ်လောင်ပြီးတော့ရိုက်နှက်နှိပ်စက်ချင်းလိမ်မိုင်းဆိုင်ရာကျွလွန်ခဲ့တာများကိုထုတ်ပေါ်ပြောဆိုရင်ပတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်မှုများကိုလည်းပြုတ်လုပ်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီဘုံကြီးចောင်းဟာ သာသနာနည်းမြေအဖြစ်နဲ့တရားဝင်မကြသေးပဲတိဆောက်ထားခြင်းဖြစ်ပြီးတော့ကျောင်းအနီးနားမှာလည်းသာသနာတက္ကသိုလ်များတိဆောက်ရန်အကြောင်းပြပြီးတော့အလှူခံကမြေကွက်များကိုဝယ်ယူစုဆောင်ထားပြီးတော့ဝယ်ရောင်းများကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ဒါအပြင်ကျောင်းတိုင်းဖုန်ကြီးဟာစီးပွားရေးအတွက် Ghost International Company Limited ကိုတည်ထောင်ထားပြီးတော့ကုမ္ပဏီကိုသာသနာနဲ့ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်အတွက်ဆိုပြီးတော့ခေါင်းစဉ်တက်ကကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေကြတဲ့လူငယ်များရဲ့လောက်ခလာစာများကိုလည်းခေါင်းပုံဖြတ်ကား ဝင်ငွေများအားလုံးကိုအပိုင်စီးထားတယ်လို့သိရပါဗျ။ဒါ့အပြင်ငွေကြေးချမ်းသာတဲ့လူများထံကနေပြီးတော့လဲခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့ငွေကြက်သိန်းကိုထောင်ထဲချပြီးတော့အလူခံမှုများကိုလဲလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ခလာရ40ခွန်တိုက်ရင်ဌာနချုပ်ရဲ့ကာကင်းစခန်းနှစ်ခုကို KI နဲ့ PDF မဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ဗမော်နယ်မန်စီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအလုံးကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့ဒီဇင်ဘာလ4ရက်နေ့မနက်9:00နာရီအချိန်မှာဗမော်မြို့နယ်နဲ့မန်စီမြို့နယ်စစ်ကောင်စီရဲ့တပ်စခန်းများအလုံးကို KI နဲ့မဟာမိတ်တပ်များကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ခလာရ40ခွန်တိုက်ရင်စခန်ဌာနချုပ်ရဲ့ ကာကင်းစခန်းနှစ်ခုကိုဒီကနေ့မနက်အစောပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ဗမော်မြို့အပြင်ဗမော်မြို့နဲ့မန်စီမြို့ကြားမှာရှိတဲ့ခလာရ40ခွန်တိုင်ရဲစခန်းဌာနချုပ်ရဲ့ကာကင်းဖြစ်တဲ့ဖန်ကားကုန်းဂိတ်စခန်းနဲ့ညောင်မေတာဂိတ်စခန်းတို့ကိုဒီမနက်မှာပဲသိမ်းပိုက်လိုက်ပါပြီ။ဗမော်မြို့နဲ့မန်စီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုလည်း KIA နဲ့ PDF မဟာမိတ်တပ်တွေအားလုံးကပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပါတယ်လို့ KIA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။လက်တလော KIA ဦးဆောင်တဲ့ တော်လိုင်းမဟာမိတ်တပ်များကဗမာမျိုးတစ်ခုလုံးကိုဝန်းရံပိတ်ဆို့ထားပြီးတော့တိုက်ခိုက်နေတဲ့အပြင် မန်စီမြို့မှာရှိတဲ့ကြာရှိနေတဲ့ခမရ319ခမရ621နဲ့အမှတ်93အမြောက်တပ်တရင်ဌာနချုပ်၃ခုစလုံးကိုဒပြိုင်တည်းထဲဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာ KI ဥဆောင်တဲ့တော်လိုက်တပ်များကစစ်ကောင်စီရဲ့တပ်စခန်းများကိုထိုးစစ်ဆင်ပြီးမြို့သိမ်းစခန်းသိမ်းတိုက်ပွဲများကိုဇက်တိုက်ဆင်နွှဲလျက်ရှိရာ KI တပ်များနဲ့အတူ PDF တပ်များမဟာမိတ်တော်လိုက်တပ်များအားလုံးကလည်းပါဝင်တိုက်ခိုက်လျက်ရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံဟာလူဦးရေနှဲပါတဲ့နိုင်ငံဖြစ်တဲ့အတွက်ပြည်ပနိုင်ငံများကိုတွားရောက်အလုပ်လုပ်ကိုင်နိုင်မှုများကြောင့်အလုပ်လုပ်မဲ့စွမ်းအားများရော့ကျသွားတာဟာ သိတာတယ်လို့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုတ်လုတဲ့စစ်ကောင်းစီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကအခုလိုမျိုးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်မင်းအောင်လိုင်းကအလုတမားရှားပါမှုပြဿနာနဲ့ပတ်သက်ပြီးတော့တချို့လုပ်ငန်းရှင်တွေရဲ့တင်ပြချက်အရသိရှိရကြောင်းပြောဆိုလာပါဗျ။လူဦးရေတန်ပေါင်းများစွာရှိတဲ့နိုင်ငံများအနေနဲ့ပြည်ပကိုတွားရောက်အလုလုကန်ကြတဲ့ပမာဏဟာမသိသားတော့လေမိမိတို့အလိုမျိုးလူဦးရေနေပါတဲ့နိုင်ငံအတွက်တော့ရော့ကျသွားတာဟာသိတာတယ်လို့ပြောဆိုထားပါတယ်။ ်အလုတ်လုတ်ကင်မဲ့ဆွမ်းအားများရော့သွားတဲ့အတော့ထိုက်တန်တဲ့အလုတ်လုတ်ကင်ဝင်နဲ့လုခလာစာများကိုရရှိရေးကိုဆောင်ရွက်ပေးစီလိုကြောင်းမင်းအောင်လိုင်းကပြောဆိုလိုက်ပါတယ်2022ခုနှစ်ဩဂတ်လ17ရက်နေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့လုံခြုံရေးတည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးအမတ်စဉ်9မြင်းဆောင်2022မှာမင်းအောင်လိုင်းကပြည်ပကိုလူငယ်များထွက်ခွာနေမှုများနဲ့ပတ်သက်ပြီးတော့တင်းကြပ်ရန်အမိန့်ပေးခဲ့ပြီးတော့ပြည်ပနိုင်ငံများကိုလူငယ်များဇက်တိုက်ထွက်ခွာနေမှုကြောင့်နောက်အချိန်မှာပြည်တွင်းမှာအလို့သမားရှားပါမှုပြဿနာမဖြစ်ပေါ်စေရေးအတွက်ပြည်ပ ထွက်ခွာမှုများနဲ့ပတ်သက်ပြီးတော့ကြက်ကြက်မမတ်ဆောင်ရွက်ရန်ညွှန်ကြားခဲ့တယ်လို့သိရပါတယ်။2022ခုနှစ်မှာညွှန်ကြားခဲ့တဲ့အဲ့ဒီညွှန်ကြားချက်ကြောင့်ပြည်ပကိုအလုတ်သွားရောက်လုပ်ကင်မဲ့လူငယ်များတဲ့ကအသက်23နှစ်ကနေအသက်32နှစ်အတွင်းလူငယ်များကိုပြည်ပကိုသွားရောက်အလုတ်လုပ်ကင်ခွင့်ကိုစစ်ကောင်စီကပိတ်ပင်ခဲ့ပြီးတော့ပြည်ပကိုထွက်ခွာနေမှုများကိုလည်းလက်ရှိအချိန်မှာစစ်ကောင်စီကအကြီးအကျယ်စီစစ်ပိတ်ပင်လျက်ရှိတယ်လို့သိရပါတယ်။အရင်ကလည်းပြည်ပထွက်ခွာမှုတွေကိုစီစစ်ဖို့အတွက်မင်းအောင်လှိုင်ကပြောပြီးတော့ ပြည်ပအလုတ်ကိုင်းနေနဲ့ပြည်ပထွက်ခွာမှုတွေကိုတင်းကျပ်ခဲ့တာပဲအသက်23နှစ်ကနေအသက်32နှစ်နဲ့အတွင်းပြည်ပအလုတ်လုတ်ခွင့်အတွက်ထွက်ခွင့်မပေးဘူးအခုလဲပြည်ပအလုတ်ကိုင်းကြောင့်လုံသားဆွားရီရော့ကျသွားပြီလို့ပြောတော့လူငယ်တွေပြည်ပထွက်ခွာခွင့်နဲ့ပြည်ပအလုတ်ကိုင်းတွေထပ်ပြီးတော့ပြိပယ်မှာစိုးရိမ်နေရတယ်လို့ရန်ကုန်အခြေစားပြည်ပအလုတ်ကိုင်းအေဂျင်စီလုပ်ငန်းရှင်တူကပြောပြထားပါတယ်မနေ့ကအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကနိုင်ငံလူဦးရေ80ရာခိုင်နှုန်းကန်ဟာကျေးလက်ဒေတာများမှာနေထိုင်ကြပြီးတော့90ရာခိုင်နှုန်းကန်ဟာ ပညာရည်ချင်းအားနေကြတယ်လို့ပြောဆိုခဲ့ပါတယ်58ရာဂိုင်နှုံးကန်ဟာလေယာတက်တော်သားသားကဏ္ဍမှာလုတ်ကင်နေသူများဖြစ်တဲ့အတွက်လေယာစိုက်ပျိုးရေးကိုအခြေခံတဲ့ကုံထုတ်လုံမှုကနေအလုတ်အကင်များဖော်ဆောင်ပေးကြပါရန်ပြောဆိုသွားပါတယ်2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့အချိန်ကတည်းကပြည်ပနိုင်ငံများကိုထွက်ခွာနေမှုများများပြားလျက်ရှိရာ2024ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာပြည်သူစစ်မှုတမ်းဥပဒေကိုအတည်ပြုပြီးတဲ့နောက်လူငယ်များဟာပြည်ပနိုင်ငံများကိုထွက်ခွာနေမှုများတဟုန်တို့မြင့်တက်လာခဲ့တယ်လို့သိရပါတယ်အထူးသဖြင့်စစ်မှုမထမ်းရရေးရှောင်လွဲရန်ရ ရရအလုံများနဲ့ပြည်ပနိုင်ငံများကိုလူငယ်များစွာကတရားဝင်ထွက်ခွာခြင်းများရှိသလိုတရားမဝင်တဲ့လမ်းကြောင်းများကနေလဲပြည်ပနိုင်ငံများကိုလူငယ်များစွာထွက်ခွာနေကြတယ်လို့ပြည်ပအလုပ်ကအေဂျင်စီအတိုင်းဝိုင်းကပြောဆိုနေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you